တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆက်ပေးမှုတနည်းအားဖြင့်ပြားပေးမှုတွေကြောင့်ကိုကန်တက် MNDA နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့လာရှိုမျိုးကိုစစ်ကောင်စီတန်းပြီးခဲ့တဲ့ဧပြီလအတွင်းကပြန်လည်ပေးထားရပါတယ်။ရှေးမြောက်တိုင်းစစ်ဌာနချုပ်ရှိရာလာရှိုမျိုးကို1029စစ်စင်ရဒုတိယလိုင်းတွင်တိုက်ခိုက်သိမ်းပိုက်ထားတာပါ။ဒါအပြင်တရုတ်နိုင်ငံမှာပြုတ်လုတဲ့တအောင်းမျိုးသားလူမျိုးရေးတပ်မတော် TNL နဲ့စစ်ကောင်စီတို့ရဲ့အပြစ်ရဲ့ဆွေးနွေးပွဲမှာ TNL အဖွဲ့ကတင်ပိုက်ထားတဲ့မျိုးတွေကိုလည်းစစ်ကောင်စီကပြန်လည်တောင်းယူနေပါတယ်။ စစ်ကောင်စီရဲ့တောင်းဆိုမှုကိုလက်မခံတဲ့ TNL ဟာတစ်ဖက်မှာလည်းတရုတ်မြန်မာနယ်စပ်ကမြန်မာဒေသခံတွေစားဝတ်နေရေးချက်တဲအောင်ပြားပေးလှုပ်ဆောင်နေတဲ့တရုတ်နိုင်ငံကိုရင်ဆိုင်နေရပါတယ်။အခုလိုအခြေအနေမျိုးမှာတရုတ်ဖီးအားကြောင့်မြန်မာငွေဦးဒေါ်လာရရပ်တန့်သွားမှာပါလား။အညာဒေသကဒေါ်လာရအပေါ်မှာရောဘလို့တက်ရောက်မှုတွေရှိလာနိုင်ပါသလဲ။ဒါနဲ့ပတ်သက်လို့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ဥက္ကဋ္ဌဦးမြင့်ထွေးပြောတာကငွေဦးဒေါ်လာရကိုရပ်တန့်ဖို့အတွက်တရုတ်အနေနဲ့တော့စွမ်းနိုင်မှာမထင်ပါဘူး။ဒါက တယောက်ချင်းတပ်ဖွဲ့ချင်းစီရဲ့အတွေးခေါ်နဲ့ဖြစ်လာတဲ့အတွေးဥတော်လာကြီးရေဟိုဆိုလိုချင်းသဘောကဟို UNG ဆိုတာကနောက်မှပေါ်လာတယ် CIA ဆိုတာနောက်မှပေါ်လာတယ်အခြားသောအဖွဲ့ဖွဲ့စည်းတွေအကုန်လုံးဆိုတာနောက်မှပေါ်လာတာဖြစ်ပါတယ်အဲ့တော့နောက်မှပေါ်လာတဲ့အဖွဲ့တွေရဲ့အမိန့်ကြောင့်ဖြစ်လာတာမျိုးမဟုတ်ပါဘူးရဲဘော်လူငယ်တယောက်ချင်းစီဒီတော်လိုင်းကိုပါဝင်ပတ်သက်တဲ့တယောက်ချင်းစီရဲ့အတိအနဲ့ဖြစ်လာတဲ့မျိုးဥတော်လိုင်းရာ ဒီတရုတ်ဖီးယားကြောင့်ရက်တက်သွားနိုင်တဲ့အခြေအနေမျိုးမဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်။လာရှိုမြို့ကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာအညာဒေသကတော်လိုင်းတပ်ဖွဲ့ဝင်ပေါင်းများစွာဟာလည်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။လာရှိုမြို့လက်လွတ်ရရတဲ့ဖြစ်ရဟာစိတ်ပြတ်ဝမ်းနည်းပေါ်ရာဖြစ်တယ်လို့အညာဒေသကတော်လိုင်းအင်အားစုတွေကပြောပါတယ်။လရှိတိုင်းသားလက်နက်ကိုင်တဲ့အဖွဲ့တွေဟာတရုတ်ပြည်အားကိုရင်ဆိုင်နေရပေမဲ့လည်းအညာတော်လင်းကြီးကတော့ရက်တန်သွားမှာမဟုတ်ဘူးလို့ မြောင်မြွန်းနဲ့ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကွန်ရွေဦးကမျိုးစီမကိုပြောပါတယ်။တရုတ်ရဲ့ PR တွေတောင်လုပ်ခဲ့တယ်ဆိုရင်တောင်မှဒီတော်လိုင်းကြီးကအညာကတော်လိုင်းရင်သမားတွေအတွက်ကတော့ဟိုစိတ်ပျက်စရာလည်းဖြစ်မယ်။ကျွန်တော်ဝမ်းနည်းစရာလည်းဖြစ်မယ်။ဒါပေမဲ့ချက်သွားမယ်ဟာမျိုးတော့မဟုတ်ဘူး။အညာကတော်လိုင်းရင်သမားတွေပို့ပြီးတော့ကြိုးစားလက်နှစ်ဆပို့ကြိုးစားမယ်။ခြေနေမျိုးတော့ပိုဖြစ်သွားမယ်အဲ့တော့ကျတော့စီစစ်ကောင်းစီစနစ်ကြာဆုံးကြီးနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်ဘယ်သူတွေမှမပါတော့ဘူးဆိုရင်တော့မှ ပါနဲ့ EAO တွေနဲ့အညာကဒေါ်လာရင်းနှမတွေတော့ဆက်ပြီးတော့ရှေ့ဆက်သွားကြမှာပဲเนาะဒီအနာရှင်စနစ်ကြာဆုံးရေးအတွက်ကိုပဲဥတည်ပြီးတော့ရှေ့ဆက်သွားကြမှာပဲဒါအပြင်တရုတ်နိုင်ငံအနေနဲ့အညာဒေသကဒေါ်လာရင်းအင်အားစုတွေကိုပါဖိအားပေးတာတွေလှုပ်ဆောင်လာပါကအညာဒေသကဒေါ်လာရင်းအင်အားစုတွေနဲ့ပြည်သူတွေအကြားတရုတ်ဆန့်ကျင်ရေးဝါဒီပုံမထွန်းကားလာမှာဖြစ်တယ်လို့စကိုင်းဖိုလန်ဖွဲ့ကကိုစိုးဝင်းစွေကပြောပါတယ်အညာဒေသဒေါ်လာရင်းအထိပါတရုတ်ကဆွတ်ဖက်လာတယ်ဆိုရင်တော့ အဲတရုတ်ဖီအားကြောင့်ရက်တန်တာထက်ဒီ anti chinese ပေါ့တရုတ်စန့်ကျင်ရေးအယူဝါဒတွေတရုတ်စန့်ကျင်ရေးအတွေးခေါ်တွေဒါလှုပ်ရှားမှုတွေဒါလည်းပို့ပြီးအားကောင်းသွားစေနိုင်တယ်လို့မြင်ပါတယ်မြမနွေဦးတော်လှန်ရေးမှာဒီမိုကရက်အင်အားစုတွေဘက်ကကူညီနေတဲ့ဒါပြည်တွင်းပြည်ပမိတ်ဆွေတွေဆိုတာကအများကြီးရှိပါတယ်တရုတ်ကပြည့်ပြည့်သားသားတွန်လိုင်းအင်အားစုတွေကို တူတူခါခါညှင်းဆန်လိုက်ပြီးဆိုတာနဲ့တွန်လိုင်းအင်အားစုတွေကိုနွေနွေထွေထွေကြိုဆိုမဲ့ နိုင်ငံတကာမိတ်ဆွေတွေလည်းအများကြီးရှိလာပါပါတရုတ်နိုင်ငံရဲ့ပြာများလာတာနဲ့အမျှຫນွေဥတော်လိုင်းရေးကိုအမြန်ဆုံးအောင်မြင်အောင်လှုပ်ဆောင်ဖို့လိုအပ်နေပြီးအချိန်ကြာလာတာနဲ့အမျှတရုတ်ပြည်အပြင်အခြားသောဘေးထွက်ဆိုးကျိုးတွေပါရှိလာနိုင်တယ်လို့ဥမြင့်ထွေးကဆိုပါတယ်တရုတ်နိုင်ငံအနေနဲ့သူတို့ရဲ့ကိုဂျိုးစီးပွားတစ်ခုတည်းကိုသာချစ်ပြီးစစ်ကောင်စီ မပြိုလဲရေးကူညီထောက်ပံ့နေတာဟာမြန်မာပြည်သူတွေရဲ့သဘောထားကိုမျက်ကွယ်ပြုတဲ့လှုပ်ဆောင်ချက်ဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေက ပြောဆိုထားကြပါတယ်ခင်ဗျာ ်လွတ်တော်မီဒီယာရဲ့ဆက်လက်ရည်တည်ထိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။